်မင်္ဂလာပါရှင်ထိုင်းနိုင်ငံနခွန်ပတိုးခရိုင်ရိုင်းခေဘုံတော်ကြီးចောင်းကလူသိများထင်ရှားတဲ့တတ်တော်80အရွယ်ထိုင်းဘုံတော်ကြီးဟာចောင်းပိုင်လူငွေဘတ်တန်300ကျော်ကိုအွန်လိုင်းလောင်းကစားလုပ်ခဲ့တဲ့အတွက်မေလ15ရက်မှာဝရမ်းထုတ်ဖမ်းဆီးခံခဲ့ရပါတယ်ဆရာတော်ရဲ့ဘွဲအမိကဓမ္မရာချီဝါနဝိုးဖြစ်ပြီးမေလ15ရက်မနက်7:00နာရီအချိန်မှာဘန်ကောက်မြို့ဘူအုံဆောင်ထောက်လန်းရေးဘူရို CIB ကဖမ်းဝရမ်းထုတ်ခဲ့တာပါ ဖန်ဝရမ်းထုတ်ပြီးမွန်လွဲပိုင်းမှာတော့ CIB ရဲမှုချုပ် CIB လက်ထောက်ရဲမင်းကြီးနဲ့စုံစမ်းထောက်လှမ်းရေးဘီရိုက ထိတ်တန်းဆင့်ရှိတဲ့အရာရှိတွေတားရောက်ဖမ်းဆီးခဲ့ပါတယ်။ဆရာတော်ဟာကျောင်းအကျိုးတော်ဆောင်အဖွဲ့ကိုဩဇာသုံးပြီးကျောင်းလူငွေဘတ်တန်300ကျော်ကိုသူ့ကိုယ်ပိုင်အကောင့်ထဲလွှဲပြောင်းခိုင်းခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ပွဲစားမျိုးသမီးနဲ့ချိတ်ဆက်ပြီး online လုံကစားအကောင့်တွေဖွင့်က လောင်းကျွေးတွေထပ်ခဲ့ပါတယ် LA Glassy 911လောင်းကစား website နဲ့ချိတ်ဆက်ထားတဲ့အဲ့ဒီပွဲစားမျိုးသမီးဟာမနစ်ကဖန်ဆီးခံခဲ့ရပြီးအာမခံနဲ့ပြန်လည်လွတ်မြောက်လာခဲ့သူပါ မနစ်ကညနေပိုင်းမှာတော့ဆရာတော်အတွက်လောင်းကစားပွဲစားအဖြစ်ဆောင်ရွက်ခဲ့တဲ့အမျိုးသမီးကိုပတရားက သူ့နေအိမ်မှာ CIB ကဖမ်းဆီးခဲ့ပါတယ် ဆရာတော်ရဲ့လောင်ကစားငွေစင်းကို2021နောက်ပိုင်းပြန်လည်စစ်ဆေးခဲ့ရမှာတော့ကျောင်းပန်စီရင်ကနေလွဲပြောင်းယူသွားတဲ့ဘတ်တန်300အပြင်သူ့ကိုယ်ပိုင်ငွေတွေပါပေါင်းဝရင်လောင်ကစားအတွက်ဘတ်တန်900အထိတုံးဆွဲထားတာတွေ့ရှိခဲ့ပါတယ်။ ဆရာတော်ဟာတခြားဆရာတော်တွေစီကနေလဲဘတ်တသိန်းကနေတသန်းချချေးယူပြီးလောင်ကစားဆက်လုပ်နေခဲ့တယ်လို့လည်းရဲသတင်းရင်းမြစ်တွေကဆိုပါတယ်လောင်ကစားမှုနဲ့ဖန်ဆင်းခံထားရတဲ့ဆရာတော်ဟာတက်ကြီးဝါကြီးဆရာတော်ကြီးဖြစ်တဲ့အတွက်အာမခံနဲ့ပြန်လို့ပြီးအမှုရင်ဆိုင်ခွင့်ရဖို့မျှော်လင့်နေပါတယ်ရှင်။